ဇမ်ဘီရဲ့တဘာကိုမရှင်နိုင်ခဲ့ပဲထိုင်းတန်တန်ရှုံးသွားခဲ့တဲ့ဒွေလင်းထက်ဒွေလင်းထက်ကတော့မွေထိုင်းဝိုင်းဖိုင်တာကြီးရဲ့နီးစနစ်တကျပွဲတွေချင်းကကစားလာမှုအောက်မှာရှုံးဝဲနဲ့ရင်ဆိုင်ကြုံတွေ့လိုက်ပြီလည်းဖြစ်ပါလေတဘာနဲ့ဝါဆိုတာဒါပါပဲအတွေ့အကြုံဆိုတာလုံးဝလို့မရတာဒီပွဲကတတ်သေးပါပဲဒီဝဲမတိုင်ခင်မှာဒွေလင်းထက်ကစိတ်လည်နဲ့ဖြတ်တန်းနေတာကြောင့်အတော်လေးတောင်ချီးကျူးမိပါလေဒါမဲ့သူ့စိတ်ထဲမှာလည်းဆမ်မီနဲ့ထိုးရမှာကိုဖီးယားလေးတွေဝင်နေတယ်ဆိုတာပွဲကစားစီမှာမြင်လိုက်ရပါလေဆမ်မီကတော့သူလေးကျင့်ထားတဲ့ ပြင်ဆင်ထားတဲ့အတိုင်းပဲဘွဲကိုချင်းကပ်ကစားလာခဲ့တာပါတကယ်ကိုတီငင်းငင်းရှီလုံးတာချီးကျူးဖို့ကောင်းပါလေပထမချီမှာတော့ညောင်စလုံးကချင်းတွေကိုကဲခတ်ကစားနေခဲ့ကြပါလေဆမ်မီကတော့သူအားတန်တဲ့ဘဲမြင့်ကန်ချက်ပြင်အောက်ခြေကန်ချက်တွေပါထုတ်သုံးသွားခဲ့ပါလေဒုတိယချီမှာတော့ညောင်စလုံးကဖွင့်ကစားလာခဲ့ကြပါလေဆမ်မီကတော့ပို့ပြီးတော့ pressure ပေးကစားလာခဲ့ပါလေအနီးကပ်ပူးထိုးတယ်ပြီးလာနဲ့ချက်ချင်းပြန်ခွာတယ်ဒီလိုပုံစံမျိုးနဲ့သွေးလင်းထက်ကောင်တာတွေကိုပါစနစ်ကျနဲ့ကာကွယ်သွားခဲ့ပါလေနောက်ပြီးတော့သွေးလင်းထက်အားတန်တဲ့ပတ်ရောင်ရိုက်ချက်တစ်ချိန်ကိုလည်း ကာကွယ်လိုက်နိုင်ပါသေးတယ်။ဇတိုက်ထတ်ထွက်လာတဲ့ပတ်ရောင်ရိုက်ချက်ကိုတော့ဆံမီလည်းမတားနိုင်တော့ပဲအမတ်စင်ကြီးခံလိုက်ရပါလိမ့်။ဒါပေမဲ့နောက်ပိုင်းပွဲချိန်တွေကတော့ဆံမီရဲ့ပွဲဖြစ်သွားတယ်လို့တော့မှပြောလို့ရတဲ့အထိဆံမီကသွေးလင်းထက်ကိုဖိအားပေးကစားသွားခဲ့ပြီးဘယ်ဖြောင်းလက်သီးတစ်ချိန်နဲ့သွေးလင်းထက်ကိုဖိထိုင်ကြစီခဲ့ပါလိမ့်။သွေးလင်းထက်ကတော့နောက်ပိုင်းမှာဆံမီဖိအားပေးတာကိုမနေရုံးကန်ပြီးတော့တောက်ခံခဲ့ရပါ။သွေးလင်းထက်တို့အရှုံးနဲ့ထိုက်တန်ခဲ့တဲ့ပွဲပါပဲ။ဒီဘက်မှာစွမ်းဆောင်ရင်ကတိတ်မကောင်းခဲ့ပါဘူး။ တမားဆိုတာဒါပဲလို့ဇံမေကကဘာကြီးကိုပြသလိုက်တဲ့ပွဲဖြစ်ပြီးတော့တကယ်ကိုကြည်ကောင်းခဲ့တဲ့ပွဲတစ်ပွဲပဲဖြစ်ပါတယ်ခင်ဗျာ။